ပျက်စီးမှု၃မျိုးဆိုတော့တဏှာခီးသွားနေတဲ့အခါမှာအလေးထားဖို့ဆိုပြီးဒီတုတ်တံဟောတာပျက်စီးမှုဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့ဝိပတ္တိလို့ခေါ်တယ်။ဩကတာထဲမှာပါတယ်ဝိပတ္တိတရား၄ပါးလို့ယတနာတရား၅ပါးလို့ပျက်စီးမှုတွေပဲတာယတနာတရား၅ပါးလို့ဆိုတာလည်းရှိတယ်။ဆွေရင်းမျိုးတွေရဲ့ပျက်စီးမှု ပစ္စည်းဥစ္စာတွေရဲ့ပျက်စီးမှုယောဂဖြစ်လို့ပျက်စီးမှုကိုကျင့်တိလပျက်စီးမှုမှန်ကန်တဲ့အမြင်ရဲ့ပျက်စီးမှုလို့ပြတနာတရား၅ပါးညာတိပြတနာဘောကပြတနာရောဂပြတနာတိလပြတနာဒိဋ္ဌိပြတနာပြတနာတရား၅ပါးအဲ့ဒီပျက်စီးမှုတွေတဲ့ကလူတွေဟာ ညာတိယတနာဆွေရင်းမျိုးတွေတည်ဆုံးပြီးတော့သွားရမျိုးကြတတိထားတတ်ကြတယ်ဆိုရင်ညာပူလောင်ညာဘောဂယတနာစိစိတ်ဥစ္စာတွေပျက်စီးသွားရင်လည်းတတိထားကြတယ်စိတ်ကြီးဆင်းရဲကြရောဂယတနာကိုယောဂရလာလို့ကျမ်းမာရေးပျက်စီးသွားတာမျိုးလည်းပဲတတိထားကြဆိုရင်ညာ ဒီပျက်စီးမှု၃မျိုးကြတော့လူတွေဟာအလေးနဲ့ထားပြီးကုစားကြတယ်ရှောင်ရှားဖို့ကြိုးစားကြတယ်သို့တော့အဲ့ဒီ၃မျိုးကတဘဝမှာသာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုတွေပါတဏ္ဍာရမှာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုကြတော့တိလပြဒနာတဲ့ကိုခြင်းတရားပျက်စီးသွား ဒိဋ္ဌိပြန္တနာတဲ့မှန်ကန်တဲ့အမြင်တစ်ခုပျက်စီးသွားအဲ့ဒီနှစ်ခုကတဏှာမှာဒုက္ခရောက်စေနိုင်တဲ့ပျက်စီးမှုလို့ပြန္တနာတရား၅ပါးနဲ့ပတ်သက်လာရင်ဒီလိုမှဝိပတ္တိဆိုတာမပြည့်စုံတာချို့တဲ့တာပျက်စီးတာဝိပတ္တိအဲ့ဒီဝိပတ္တိဆိုတဲ့နေရာမှာလည်းပဲ ဝိပဋိတရား၄ပါးလို့ဆိုပြီးတော့ဩကတ္တဆူတောင်းတယ်မှာမပေါ်အောင်လို့မဖြစ်အောင်လို့ဆူတောင်းကြကာလဝိပဋိတဲ့ခေဆိုကာလဆိုကြီးဘဝမှာအသက်ရှင်ဖို့ခက်ခဲပြီးတော့ကဘာကြီးဆစ်ဖြစ်နေတာတော့ ကျမ်းမာရေးတွေချုပ်တဲ့ပြီးတော့ကုသတတ်တဲ့ယောဂကြီးတွေပြန်နှံ့နှိမ့်ဆက်နေတာလို့၆ဆရာကောင်းတဲ့ဘေးရန်အန္တရာယ်ကြီးတွေကြုံနေတဲ့ခါတော့မင်းဆုံးမင်းညစ်တွေအုပ်ဆိုးနေတဲ့ခါတော့ကာလဝိပတ္တိကိုခေါ်တာအဲဒီကာလဝိပတ္တိဆိုလို့ရှိရင်လူတွေကညင်းညူကြတယ်ဒါကြီးကလွတ်ချင်တယ် ဂတိဝိပတိလို့ဆိုတာကျတော့အပေလေးကုန်ကြာရောက်နေတာငရေတရိษံစိတ်တာအတူတကယ်ဂတိဝိပတိဘလို့မှမကောင်းစားနိုင်ဥပတိဝိပတိလူ့ဘဝလူလာဖြစ်လာပြီမဲ့လို့ညစီတစ်ဖက်ကွဲနေတာညစီနှစ်ဖက်ကွဲနေတာ နာမကြရတာတို့ဆောင်းနာအာတာတို့ခြေပြက်လက်ပြက်ဖြစ်နေတာတို့ရုပ်စင်းအင်္ဂါမနမပဖြစ်တာတို့အယုတ်ဆိုးအကြီးတန်နေတာတို့ဆိုတဲ့ဥပတိဝေပတိနဲ့ကြုံလို့ရှိရင်လေလူတွေကတတိထားပြီးတော့စိတ်ဆင်းရဲကြဖြစ်တော့ အရေးကြီးဆုံးဝိပဿနာကဘာလို့ဆိုဘဝတစ်ခုရလာလို့ရှိရင်ကျိုးပန်းအထောက်မှုရှိရအဲ့ဒီလိုကျိုးစားအထောက်မှုဆိုတာထွတ်တဲ့သွားပြီဆိုလို့ရှိရင်လောကမှာကြီးပွားဖို့ရှိတော့မျက်စိနဲ့တွေ့အလင်းမရတဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားဘဝအကျိုးပေးကိုအပံမေ့ထားပြီးတော့ကျိုးစားအထောက်တဲ့ပုဂ္ဂိုလ်ရှိတယောကတံပတိလို့ခေါ်တယ် လုံလဝီရိယပျော့ဘူးလက်ရှိအင်္ဂါမပြည့်စုံပြီပဲလို့ကြိုးစားအထောက်ကြဘယောကတပ္ပတိရှိတာအဲ့တော့ဘယောကဝိပတ္တိလို့ဆိုရဲကြိုးစားအထောက်မှုတွေချိုးငဲ့ပျက်စီးနေတာလေအောင်မြင်ကြီးပွားမှုတွေချောက်ဆရာကောင်းတဲ့အရာကြီးတစ်ခုဒါကဝိပတ္တိတရား၄ပါးနဲ့ပတ်သက်တာအရေးကြီးဆုံးကဉာဏ်နဲ့ဝိပတ္တိတွေကြတယ် တော့ကလူသားတွေတော့ကဖြစ်ကြတယ်ဘုသောကျိုးစားအထောက်ရမယ်ခိစ္စကျိုးစားအထောက်မှုမရှိပဲနဲ့လုံးလဝီရိယချို့ငဲ့နေတာကြတော့တိတ်ပြီးတော့ပူပန်တော့ကမရောက်ကြဘူးအကျိုးစားရလေချမ်းသာလေလို့ဒီလိုအောင်မိတ်ဟောတရားကဝိပတ္တိဖြစ်နေပြီကျိုးစားအထောက်မှု ကျော်ပါနေပြီဆိုရင်အောင်မြင်ကြီးပွားဖို့အတွက်အများကြီးခက်ခဲသွားတယ်။ဒါကဝိပတိ၄ပါးနဲ့ပတ်သက်တယ်